ဆာယီသူလူတို့တော်မှာရေးသားထားတဲ့ဥပုပ်တဲ့ဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးစင်ပါရဲ့ရှင်။ဒီဝတ္ထုလေးကတော့1936ခုနှစ်ဇူလိုင်လကရေးသားထားတဲ့ဝတ္ထုတော်လေးဖြစ်ပါရဲ့ရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ။ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရဲ့ရှင်။အင်္ဂလိပ်စာသင်နေလို့ခါချီနေရတဲ့မိခင်ကြီးကိုမကြည့်ရသေးအားလျော်စွာဆယ်ရက်အောင်လို့ရှင်။ ကျမကအင်္ဂလိပ်ကျောင်းတစ်ကျောင်းမှာအသိဖြစ်တဲ့ကျောင်းအုပ်ဆရာကြီးကိုအတနာခံပြီးတော့သူငယ်ရန်ပြဆရာမအလုပ်ကိုဝင်ရောက်လုပ်ကြရပါတယ်။မူလာတော့ဆရာမအလုပ်ကိုမနစ်သက်တာမှန်ပါတယ်။ဒါပေမဲ့ကလေးတွေနဲ့ရောနှောနေမိတဲ့အခါမှာတော့သူတို့ကလည်းမမမမနဲ့ခင်ပြီးကျမကလည်းကိုညီမလေးတွေလိုမျိုးခင်မြင်ပြီးတော့ပျော်ရွှင်မိပါတယ်။ Kindergarten တန်းမှာ စာသင်ချိန်နည်းပါပြီးတော့ကျောင်းပြောင်အောင်နဲ့ကလေးထိန်အလုပ်သာသာဖြစ်ပါတယ်။နေခင်းမှာကစားချိန်၊အိတ်ချိန်၊ပုံပြောချိန်တွေပါဝင်လေတော့ကျောင်းရောက်စနေရင်မှာကလေးတွေကိုပြောကြဖို့ပုံတို့ကလေးတွေရှာဖွေထားရပါမယ်။နောက်မှာတော့သူတို့အချင်းချင်းတလှည့်စီကိုရိတ်ပုံကလေးတွေကိုပြောခိုင်းကြည့်တဲ့အခါကလေးပါကကျမတို့နေငယ်ရနဲ့မခြားနာတဲ့အပြစ်ကင်းတဲ့ကိုစိတ်နှုတ်အမူအရာလေးတွေကို တွေးရကြလို့ ဝတ်ထုကောင်ဖက်ရတာထပ်ပြီးစိတ်ဝင်စားဖွယ်ကောင်းပါတယ်။နောက်ပါပုံလေးတွေကတော့မခင်တဲ့ကလေးမကလေးပြောပြတဲ့ပုံပဲဖြစ်ပါတယ်။နွေကျမတို့ကြောင်လက်ပြန်ပိတ်တယ်ဒီနေ့အဖိတ်နေအေးအေးဥပိုးဆောင်ရမယ်။တမီးရောလိုက်ခင်တော့ဇရက်ကိုဟုတ်ကဲ့မမေကျမလည်းဥပိုးဆောင်မယ်နော် မမေတို့လို့ဒါပေမဲ့ထမင်းတော့စားမှာအေးပါကွယ်ကဲကဲဥပိုးလဲကျောင်းအောင်ပြန်လာလို့ရှင်ကျမမှာ စာအုပ်လွယ်ကလေးကိုထားပြီးတော့ရွှေမြှယူပေးတဲ့အဝတ်အစားတွေကိုကောက်လင်းရင်းမနှက်ဖြံမေမေတို့လိုစိတ်ပတိနဲ့ဇရက်သွားရမယ်အရေးကိုတွေးလျက်ပျော်နေမိပါတယ်။ထို့ညမှာအိမ်မထဲ၌ဥပုပ်ဇရက်ကိုရောက်နေပါတယ်။ကလထိုင်ပုပ်ပဝိုင်းဝိုင်းကြီးပေါ်မှာဘုံကြီးမရှိ။ကျမတို့အိမ်တို့ဒါနဆန်ကလေးမြမြေတားရက်ခံပါတယ်ရှင်။ဆိုပြီးတော့ဆန်ခံနေကြသီလာရှင်ကြီးကဘုံကြီးလိုမျိုးတမြင်ခွေပြီးတော့ထိုင်နေပါတယ်။ ဲ့ဒီသီလရှင်ကြီးကဟဲ့မခင်တိလာအောင်ဆိုပြီးတော့ခေါ်ကရက်ခတ်ခိုင်းနေပါတယ်မနဲ့လေးနဲ့ခါမှာစတုံးပန်းကိစ္စနဲ့မမေတို့ကစောစောထားပြီးကျမလည်းခက်စောစောပဲအိယာနေထားပါတယ်နိုးလာတဲ့ခါမှာတော့ဇရက်ကိုလိုက်ဖို့တတိယလို့မျက်နာတက်ပြီးပြီးချင်းချွေမြကိုအဝတ်လဲပေးဖို့ပြောပါတယ်ကျောင်းတော်တိုင်းဝိနေကြခေါဝင်ကိုမဝစ်ချင်ဥပုပ်တဲ့တယောက်နဲ့ပြူစီဖို့ထမင်းကလေးနဲ့ရင်ပုံးအိမ်ကြီးကလေးကိုဝတ်ပေးဖို့ပြောပါတယ် မှန်ထဲမှာကြည့်လိုက်တဲ့အခါမှာတော့မိမိတို့လိုခက်ခက်များများကြီးမဟုတ်စေကမူဥပုပ်တယ်လို့အင်္ဂရိရရနဲ့ထဲထဲဝါဝါရှိတယ်လို့အမေမိပါတယ်လူကြီးတွေလိုဥပုပ်ဆောင်လို့ရတဲ့သူဖို့ဒူးထိပေါ်နေတဲ့ခါဝင်လေးနဲ့မတင့်တော်တာကိုသတိပြုမိပါတယ်သပင်ကလေးကိုခွဲ၍ဖိပီးရနာစိတ်ပရီးတကုံလက်မှာပတ်လို့တဲ့စရာတားမနိုင်စီမီယာဖြစ်လို့နေပါတယ်မမေကျမစိတ်ပရီးတကုံပြီး မမေတို့လိုလက်ပတ်ချင်တယ်ဒီနေ့ရွှေလက်ကမိုးချင်သမီးရဲ့မမေဟာမယူနဲ့ကွယ်ပြောက်သွားလိမ့်မယ်မမေမဆက်ရပဲနေမှာပေါ့ဟိုမမေကလည်းပေးပါလက်ပတ်ထားချင်တယ်လိမ်မာသားနဲ့ခလေးဆိုတာမဝေးရဘူးသမီးကစောင့်အောင်နေပြက်သွားပြောက်သွားလို့ရှင်ဘယ်နဲ့လုပ်မလဲကျမကတော့စိတ်ပရင်းမရရင်မနေနိုင်ဘူးဟိုပုတ်တဲ့နဲ့မတူတူအောင်တမင်ရွှေမြကိုတနခါအလိမ့်မခိုင်းမဲ့နေခဲ့ပါလေရဲ့ စေဝရီမပါရင်တော့သင်ငန်းမပါတဲ့ဘုန်းကြီးလူရှိပါလိမ့်မယ်။မရရင်မအေးနိုင်ဘူး။ပြားပန်းလင်းနေတဲ့မမရှိရာကိုရောက်ခဲ့တယ်။မခင်တဲ့မစော့နဲ့နော်။ပန်းကိုကွဲကုန်ရင်အရိုက်ခံရလိမ့်မယ်။မမကတော့အလွန်ဆိုးခြင်းမန်းခြင်းရှိလာပါတယ်။သူမမေ့ကိုတိုင်လို့ကျွန်မမခဏခဏရိုက်ခံရတယ်။အခုလည်းအနာကိုတီးကားမြနဲ့သူ့ပန်းအုပ်ကိုအဝေးကြီးကိုမတို့ရခင်ကွဲလိမ့်မယ်ဆိုပြီးစီး၍ဆိုပါတော့တယ်။ ။ဒါပေမဲ့အရွက်တိုက်လို့သူနဲ့ရတာမဖြစ်သေးဘူး။ဟုတ်ကဲ့ပါမမ။ဒီမဲ့မခင်တင်ကိုစေပရီတကုံပေးပါလိုက်ရင်ဥပုပ်ဆောင်မလို့ဥပုပ်တယ်ဆိုတာမဆဲရဘူးမလိမ်ရဘူးထမင်းမစားရဘူးမစော့ရဘူးညနေနိုင်မှမလား။ဟုတ်ထမင်းတော့စားမှာပေါ့။ကဲပါလေ ပေးပါမမ။နော်ဒီမှာလက်ပတ်ထားခြင်းနဲ့အဖေါ်တကြီးလို့နော်တော့ချိန်ထားခြင်းမအောင်နော်မမနော်။ ဖြောင်းမပြစ်နဲ့နော်။ဒါဖြင့်ကောင်းကောင်းဝတ်ထား။ဇယက်ကြတော့မမမပေး။ဟုတ်ကဲ့။သူကျင်းတော့အင်းလိုက်ရပါတယ်။စေပရီရတော့လက်မှာနှစ်ပတ်ရစ်ပြီးတော့ဝတ်ကြည့်တယ်။စေပရီကအခြေကြီးဖြစ်နေလို့နှစ်ပတ်ရစ်တော့လက်မှာဝတ်လိုက်ပြီးအခါအခြေကြီးဖြစ်နေလို့ရှော့ကျသွားတယ်။သုံးပတ်ရစ်ပြီးဝတ်ကြည့်ပြန်တော့လည်းလက်မဝင်တော့ပါ။နရွက်ကိုဟောတစ်ကြည့်လို့ချိတ်လို့ရှိရင်လည်းအငုံလိုက်မှ ပြုတ်ကျပြန်တယ်။ တချို့အမေကြီးတွေလိုလက်ပင်ဆွဲထားဖို့ကလေစေပရိယာခေါင်းတန်းတော့အောင်မကြီးလို့လက်လျှော့ထားပါတယ်။အရာရာပြည့်စုံပြီးဖြစ်ပါလျက်နဲ့စေပရိမပိုင်ဥပုပ်တဲ့အတွက်အင်္ဂါကြီးတစ်ခုယော့နေလို့ကျမကတော့မကျေနိုင်မချမ်းနိုင်ရှိလာပါတယ်။နောက်ဆုံးမှာတော့လက်ခလဲကို အထက်ထက်ရစ်ကြည့်မှစေပရိဆောင်ဥပုပ်တဲ့ဖြစ်သွားပါတော့တယ်။လက်ကလေးခမားမှာတော့အသားတွေအထစ်ထစ်နဲ့ငချင်းဒုတ်ကလေးလိုနေ၍အဖျားမှာညိုမဲနေပါတော့တယ်။ ဒါပေမဲ့မတက်နိုင်တော့ပါဘူးဖြစ်သမျှနဲ့ခြေနဲ့ရပါတယ်။ဦးပုံစရက်ကိုထွက်ခဲ့ကြပါတယ်။မလုံငွေထဲဖို့မမေ့စီကပတ်စံတပြားတောင်းပြီးလက်ထဲမှာဆုပ်လျက်စေပတိပတ်ထားတဲ့လက်ကလေးကိုလည်းရဲရဲမယမ်းပဲတခြားလူတွေမမြင်မှဆိုလို့ခက်မြောက်မြောက်ခက်ကားကားထားပြီးရှောက်ခဲ့ရပါတယ်။ဒီမှာတခုမေ့နေသေးတယ်။မမတို့မမေတို့လို့တပတ်တစ်ထဲပခုံးတင်လိုက်လို့ရှိရင်တကယ်သီလတည်ကြီးလို့ဟန်ကြမယ်ထင်လို့ မမစီလေစည်းတစ်ခုကိုတောင်းလို့မမကလေဘင်းမှာပတ်ပေးပြီးခေါ်ခဲ့ပါတယ်။ထမိန်၊ရင်ပုံးအင်ကြီး၊တနခါမပါတဲ့မျက်နှာ၊စိတ်ပရီးဆွတ်တဲ့လက်နဲ့လေဘင်းမှာမဖလာကလေးပတ်ထားတဲ့ပြည့်ပြည့်စုံစုံဥပုပ်တဲ့အဖြစ်ကိုလာကနေ့နောက်ဆုံးအချိန်မှန်မကြည့်ခဲ့ရတာကိုတော့များစွာစိတ်မကောင်းပါဘူး။တရားဝိုင်းနဲ့ကိုရောက်ခဲ့ပါပြီ။မိုးကြအချိန်ကတော့ပရဝုံတစ်ခုလုံးမျက်ပင်ကလေးတွေပျောက်သီးပင်ကလေးတွေနဲ့စိမ့်လန်းလာပါတယ်။ မမလက်ကိုဆွဲထားတဲ့ကျမလက်ကိုအသာလွှတ်ခဲ့ပြီးယောက်သီးပင်ကလေးတွေရှိရာကိုအပြေးလွှားသွားမိခဲ့ပါတယ်။အဲ့မခင်တဲ့ဘယ်တော့ယောက်သီးခူးမလို့မမေဥပုပ်တယ်ဆိုတာမစော့ရအောင်ငြိမ်ငြိမ်လေးနေရတယ်။ဒါလေဟုတ်ပါတယ်မမကလည်းအထက်တက်မှာခဲ့အိန္ဒြေရရငြိမ်ငြိမ်လေးမှသာဥပုပ်တယ်နဲ့တူတော့မယ်။ယောက်သီးတွေကတော့အပြာပွင့်ကလေးတွေကြားမှာမဲမဲလေးတွေထိုးထိုးထောင်ထောင်နဲ့အလောက်ကူးချင်စရာကောင်းတယ် ဟဲ့ညက်နေမှဘိုးသိန်းကလေးတို့နဲ့တစ်ခေါက်လာတော့မယ်။သူတို့ယောက်တီးမဲ့ချိန်မှမတိကြသေးဘူး။ခြေကန်နဲ့တဆုပ်ကြီးများချလာရရင်တော့ကွာ။အစားရှိတဲ့ပြင်အစင်ပြေစွာတွင်းမိနေပေမဲ့စိတ်ကိုအနိုင်နိုင်ချုပ်တီးပြီးတော့မမီဆောင်နေရာသို့ပြန်ခဲ့ရပါတယ်။အဲ့ဒီအချိန်ကတော့ဥပုပ်တဲ့အဖြစ်ကိုပထမစိတ်ပြတ်မိတဲ့အချိန်ပါပဲ။ဇရက်ကိုရောက်တဲ့အခါမှာတော့လူကြီးလူငယ်လူလတ် ဘို့အိုအပွားအိုမစပြီးအတော်ဆုံးလင်းနေပါပြီ။ဘုံကြီးကတော့သူ့နေရာမှာမရှိသေး။ကြော့ပွဲတွေစောအောင်တေကိုသာပြင်ဆင်ထားပါတယ်။ဘုံကြီးထိုင်လို့ရှိရင်ရက်ဆွဲအလုံးကို အစင်လုံးလိမ့်ရှိတဲ့ဒေါ်စာယူလေ။တိုင်ကြီးတိုင်ကိုမှုပြီးတော့ထိုင်နေပါပြီ။ဥပုပ်တွေတွေကိုလက်ဖက်ကမ်းနေသူတွေကလည်းကျမတို့ရှိရာကိုရောက်လာကြတယ်။မိုးလင်းကလေးကဘာတစ်ခုမှမစားခဲ့ရတဲ့ကျမလက်ဖက်ပကံမြင်တဲ့အခါ ဆုပ်၍လွေးလိုက်ခြင်းပါ रे အမီတော်ရုံစားမတည့်ဘူးထလုံးအထမတစ်ခါသာအများကြီးနှိုက်ပြီးနောက်တစ်ချိန်နည်းနည်းသာယူပြီးစားရပါ रे ခွားကြီးတွေကတော့လက်ဖက်စားပြီးရဲ့ကလက်တော့ပေါ်အောင်မရှာ စိတ်ပတိကိုတုတ်ပြီးအယောင်ထွက်အောင်ဆိုက လဝါးနှစ်ခုချာမှပုတ်နေပါ रे အယောင်ထွက်နေတဲ့ပတိဟာအစိတ်များလွန်းလို့ဆိုပြီးဂုံယူလိုဟန်ရှိပါ रे မိမိနဲ့ကရက်ထိုင်နေတဲ့မိမကြီးကသူ့ချွေးမှပြင်းရီပုံယောက်ျားပမာမခန့်လုပ်ပုံတွေကိုမိကရွေးကနဲ့ပြောနေတယ်။ကျမကတော့ဖုန်းကြီးလူပိုးပစ္စည်းတွေကိုစိတ်ဝင်စားစွာကြည့်နေမိပါတယ်။ခင်းနေအများကြီးရလင်ကစားထက်ခွက်နဲ့ဖြစ်လို့အင်းဂျိုလိုချီရဲလိုမပါသဖြင့်ကောင်းမယ်မထင်ပါဘူး။တောင်လိုပုံနေတဲ့တရက်တင်းကြီးတွေဟာအပြိုင်နဲ့မှဲ့၍နေတော့ဘသူတွေကောင်အောင်စားကြမလဲ။ဖုန်းကြီးဆိုတဲ့လူမျိုးဟာ လောကမှာငါပြောသည် only အကျိုက်ဆုံးသောလူမျိုးပါပဲ။ဘယ်အခါမှဆိုသူတို့မပါဘူးဆိုတာမရှိဘူး။အုံးကြီးဖောက်ပြီးရတဲ့အခါမှာကတော့ပွဲထဲမှာရှိရင်အုံးကြီးကိုအိမ်ကိုပိုက်ပြီးတော့ပြန်လို့လှပါတယ်။ဒါပေမဲ့ဟောဖုံးကြီးကြွလာပြီဆိုတဲ့အတန်လေးကြောင့်လှမ်းကြည့်လိုက်တဲ့အခါဖုံးကြီးနှစ်ပါးရက်တောင်ကြီးကိုထမ်းပြီးတော့ဝင်လာကြတယ်။ဖုံးကြီးရေကသူတကာထက်ထိုးပြီးတော့လေခွန်အားကောင်းပုံမပေါ်ပါဘူး။ ဒါပေမဲ့ဒီလောက်ကြီးမားတဲ့ရက်ကြီးတွေကိုဘလို့ကင်ပြီးတော့ခတ်လဲဘုန်းကြီးကြီးထိုင်တဲ့ခါမှာအားလုံးထိုင်ပြီးတော့ရှစ်ခိုးကြပါတယ်။ကျမလည်းသူများနှစ်တူလိုက်ပြီးတော့ရှစ်ခိုးတယ်။ဘရော့ကြဆိုဗျာဆိုတဲ့အတန်ကြီးရောက်လန့်သွားပြီးတဲ့နောက်ဩဃာတာဩဃာတာလိုက်ရွေးဆိုပါတယ်။မေမေတို့မမတို့မှကျမမရတော့ဖျားရှစ်ခိုးအရှိန်ကြီးတွေကိုစုံနေကြလို့ရတာလိုက်ဆိုပြီး မရတာကိုတခါတရံဝါးရွေလကား တစ်ခါတရံပါဇက်ကိုပိတ်၍၎င်းနေလိုက်ပါတော့တယ်။ရှစ်ခိုးလိုပြီးတဲ့ချိန်မှာတော့ဖုံးတော်ကြီးရဘာရင်မမ်းသည်ဆိုကြပြန်ပါပြီ။ဥပုပ်တဲ့အားလုံးရဲ့အတန်ကြီးတိတ်သွားတဲ့အခါလေရဲ့ဘိန်းသာချီကနေချီကနေညီလာပါတော့တယ်။လေရဲ့ရှိရာကို မော့ကြည့်တဲ့အခါမှာဇရက်တိုင်ကြီးတွေကိုသတိပြုမိပါတယ်။လက်အုပ်ချထားတဲ့လက်ကဘယ်ချိန်ကပြုတ်သွားလဲမသိ။ဒီစီယံကြီးအတွင်းမှာ ဘေးမတို့လှရွှေတို့တောင်းမေတို့တာအေးတို့နဲ့တိုင်ဦးတန်းကစားရရင်ဘေးယူမမြောင်တယောက်ကိုတယောက်အချက်ပေးပြီးတိတ်တိတ်ကလေးကူးလိုက်ရင်လွတ်နိုင်တယ်ဘေးယူဖို့ဘက်အပြေးမှာဟေးကနေအော်ပြီးစုပြေးကူးလိုက်ရင်လွတ်နိုင်တယ်ဘလောက်ပြောစရာကောင်းမလဲအတော်မောကြလို့ရှိရင်ဖြားရီပေါ်ထိုင်ပြီးတော့ချက်ဥွက်တန်းကစားကြမယ်ဟုတ်မပေးချိန်မပေါ်မဲတတနာနာနဲ့ကစားနိုင်တယ် မစုံတမ်းမမောတမ်းရွတ်ဖက်နေတဲ့ဖုံးကြီးရဲ့အတန်လေးကတော့တူးတထက်တိုးပြီးတဲ့တဲ့မြကြာပြီးနောက်ဇရက်ရောဖုံးကြီးရောလူတွေပါအားလုံးပြောက်ွယ်သွားကြပါတော့တယ်။ကျမလည်းမမီးရဲ့ခါကိုမှီပြီးတော့အိပ်ပျော်လျက်ရှိပါတယ်။မီးထထခါကိုပူလို့ကွယ်ဘယ်နဲ့လဲဥပုပ်တဲ့ကြီးအိပ်ပျော်နေပါပကောဆိုပြီးတော့ပြောပါကြီးမောနေတဲ့မမီးမျက်နာကိုကြည့်လျက်ရှက်ကိုရှက်ကန်နဲ့ ပြန်လည်ရှင်မောရပါတယ်။ညနေမှာတော့ပျောက်သီးခူးလာဖို့မမေ။တက်မတ်တဲ့မျက်လုံးလေးနဲ့တဲ့ကြီးလက်ကြီးလှုပ်လျက်ပြန်ခဲ့ပါတော့တယ်။ဒီနေရာလေးမှာတော့လူတို့တော်မှာရေးသားထားတဲ့ဥပုပ်သိန်းဆိုတဲ့ဝတ္ထုတိုးလေးကတော့ပြီးဆုံးသွားပါပြီရှင်။